ဲ့တဲ့ဘိုင်းမှာတော့ဒါနာဖော့ကိုဖြစည်းပစ်ခဲ့ရတဲ့ဆိုတော့ကောလာဟာလာတွေအကြောင်းဒါနာဖော့ကစစ်တီဖြစ်သူကိန်းကအမှန်တရားကိုတီးခဲ့ရပါတယ်ဘိုလူပွဲကိုတော့မယ်လီယိုဒက်စ်နဲ့ဒီယာနယ်တို့တွေကတိုက်ခိုက်နေကြပါတယ်အဲ့ဒီအချိန်အန်ရဲငွေသားကိုတတိထားမိသွားတာကြောင့်ပြိုင်ပွဲကိုရပ်လိုက်ပြီးမယ်လီယိုဒက်စ်တို့ကသူတို့တွေကိုပိုင်စဲမျိုးကိုတိမ်ပတ်လိုက်ပြီးဖြစ်ကြောင်းဒီမျိုးကနေတမနေတွင်းတက်သွားဖို့ချိန်ပေးမှဖြစ်ကြောင်းပြောပြီးသူတို့ကိုသူတို့ဒူစီယိုက်ကနဘာပါဆိုပြီးထုတ်ဖော်ပြလိုက်ပါတယ်သူတို့တတိပေးနေတဲ့အချိန်တွင်းမှာတင်မြင်းမြန်စစ်တီတွေရဲ့မျောက်ဆန်တွေကနေရာတိုင်းလို့လို့မှကြားလာခဲ့ပါတယ်အဲ့ဒီ ီတော်မှာလူတွေလဲထွက်ပြေးကြကမီလီယိုဒက်စ်တို့ကတော့မြင်းမျက်စိတွေကိုလူခွဲတိုက်ကြဖို့အတွက်ပြောလိုက်ပါတယ်။ဂျယ်ရီဂျိုကတော့ထောင်ထဲမှာသူ့ကိုရက်ခွဲခဲ့တဲ့ဘန်နဲ့တိုက်ခိုက်ခဲ့ပါတယ်။ဘန်ကသူ့သွေးတွေမတိတ်လို့ဒူးဆန်းနေခဲ့ပြီးဂျယ်ရီဂျိုကတော့သူဟာတစ်ချိန်ကမတန်မာခဲ့တာကြောင့်ယောက်ျားလေးလိုဟန်ဆောင်ခဲ့တာလို့ပြောကာအခုတော့တေချာတိုက်ခိုက်တော့မယ်လို့ပြောနေပါတယ်။တစ်ဖက်မှာမီလီယိုဒက်စ်ကတော့ဇက်တိုက်ပေါက်ွယ်တဲ့ဂူီလာရဲ့စွမ်းအားတွေကြောင့်တန်ရာရနေခဲ့ပါတယ်။ဟော့ကတော့အဲလိဇဘက်ကိုခေါ်ပြီးပြေးထွက်သွားဖို့လုပ်နေခဲ့ပေမဲ့ဘန်နဲ့မီလီယိုဒက်စ်တို့မှောက်သွားတာကိုမြင်လိုက်ရပါတယ်။ကင်းလန်အဲ့ဒီ နာကိုရောက်လာခဲ့ပြီးတော့ဂရီလာဟော့ချယ်ရီဂျိုတို့ကိုပါသူ့ရဲ့အစွမ်းနဲ့မောက်သိပ်ပြလိုက်ပြီးမင်းတို့ဘသူနောက်ကိုလိုက်နေတာလဲလို့မေးလိုက်ပါတယ်။ဒီယာနေကတော့သူ့ရဲ့နဲ့ယတနာဂီရီယုံကိုတွားကြည့်ခဲ့ပေမဲ့မတွေ့တော့ဘူးဖြစ်နေပါတယ်။ကြောက်တော့အောင်မှဘူကြီးတရားမောက်နေတာကိုတွေ့တော့တွားခဲ့ဖို့လုပ်တဲ့အချိန်ဟောက်စာနဲ့တူခဲ့ပါတယ်။ဒူးစရိုက်9ပါးရဲ့မွေဒူးစရိုက်ဒီယာနေမင်းကလွန်ခဲ့တဲ့10နှစ်မှာတိုင်းပြည်ကိုဖျက်ဆီးဖို့လုပ်ခဲ့တဲ့ဘာညာပြောနေပေမဲ့ဒီယာနေကသူမှမလုပ်ခဲ့ဘူးလို့ပြောလိုက်ပါတယ်။မင်းကခံမှန်းရခတ်တဲ့မင်းကလေးပဲလို့ပြောနေတဲ့အချိန်မှာမင်းမျက်စိတီတယောက်ကပေါ်လာပြီး ်လေးလံအောင်လုပ်လိုက်ကမိရောက်ကိုကျွံ့ကြသွားခဲ့ပါတယ်။ဒီယာနယ်ကအဖိုးကြီးကိုဟောက်စားစီပြပေးလိုက်ကအနစ်နာခံသွားတာကိုမြင်လိုက်ရတာကြောင့်ဟောက်စားရဲ့အမြင်တွေကလည်းစတင်ပြောင်းလဲလာခဲ့ပါတယ်။မယ်လီယိုဒက်စ်နဲ့ဘန်တို့ကိုတော့မြ мян တက်တာလာပါစေဆိုပြီးအဲလစ်ဘက်ကဆူတောင်းနေတဲ့အချိန်မှာတူမရဲ့ခန္ဓာကိုယ်ကတပြေးပြေးနဲ့ကြီးလာနေခဲ့တယ်။ခန္ဓာကိုယ်ကတပြေးပြေးပုံမှန်ပြန်ဖြစ်နေပြီးတော့အဲဒီနာကိုဗရိုနီကာတို့ကလည်းရောက်လာခဲ့ပါတယ်။အဲအတွက်ကြောင့်ဖရိုနီကာကတူမအပေါ်ယုံကိုချုပ်ပေးလိုက်ကနင်းစင်ပြနေတာမြင်ရလို့ဝန်တာပါတယ်လို့ပြောပြီးရဲတိုက်ကနေထွက်ပြေးရကောင်းမလားဆို ပြီးတော့ဇူနေပါရယ်နေနဲ့ဒူစီရိုက်ခွန်တဘာတွေကမြင်းမြတ်တို့ရဲ့ကောင်းတွေကိုလိုက်တိုက်နေတဲ့ဆိုအမှန်ပဲလားလို့မေးနေပြီးအဲလီဇဘက်ကတော့အထင်လွဲနေတာသာပြကြောင်းပြောနေပါရယ်အဲလီဇဘက်ကတော့မယ်လီယိုဒက်စ်ဘက်ကနေကွယ်ပြောဆိုနေခဲ့ကဖရိုနီကာကတော့နန်တော်စီကိုခေါ်ဆောင်မှုအတွက်တင်းဆွဲခေါ်နေပါရယ်အဲ့ဒီရဲ့ချင်းမယ်လီယိုဒက်စ်ကထလာခဲ့ပြီးအဲလီဇဘက်ကိုကွယ်ပေးမဲ့သူကငါပဲလို့ပြောလိုက်ပါရယ်သူ့အသက်နဲ့ရင်းမိကွယ်မှာလို့ပြောနေတော့ဟန်ဒရီဆန်ပြောတယ်လို့ပဲနင်းကအဲလီဇဘက်ရဲ့မျက်ညံတွေကိုပြပစ်လိုက်ပြီးဆိုကတိုက်ခိုက်ဖို့အတွက်လုပ်နေခဲ့ပါရယ်သူမတွတ်မလာခင်တုန်းက ဟန်ဒရီဆန်ဟာပရင်ကြောက်တစ်ခုကိုပေးခဲ့ပြီးအနီးနားမှာမကောင်းဆိုးဝါးတွေရှိရင်တက်ရောက်တယ်ဆိုကဒါကိုမယ်လီယိုဒက်စ်နားမှာထားလိုက်ဖို့အတွက်ပြောခဲ့ပါတယ်။မယ်လီယိုဒက်စ်နားရောက်ရင်ဒီကရာကိုရွတ်လိုက်လို့ပြောတဲ့အတိုင်းပရင်ကြောက်ကိုတုံလိုက်တဲ့ချိန်မှာတော့မယ်လီယိုဒက်စ်တယောက်ကဖန်ချုပ်ခံလိုက်ရပါတယ်။သူမကတော့အရန်ကိုပြောရွှင်နေခဲ့ပြီးတွေ့တယ်မလားမယ်လီယိုဒက်စ်ကမကောင်းဆိုးဝါးမှုအခုလိုဖန်ချုပ်နိုင်တာလေလို့ပြောနေခဲ့ပါတယ်။အဲလီစ်ဘက်ကတော့ဆွဲချိုးကိုကမယ်လီယိုဒက်စ်ရဲ့ဒါကိုပါဆွဲယူလိုက်ကမယ်လီယိုဒက်စ်ကိုပြန်ခေါ်ပေးဖို့အတွက်ပြောခဲ့ပါတယ်။ဖရိုနီကာကတော့သူ့ဘလို့ ုပ်ရမလဲမသိဘူးလို့ပြောတော့သူ့အကြောင်းကိုဘာမှမသိပဲနဲ့အခုလိုလုပ်တဲ့အတွက်ကြောင့်အမဗရိုနီကာကိုမုန်းတယ်လို့ပြောလိုက်ပါတယ်။အဲဒီလိုပြောလိုက်တဲ့အခါမှာတော့အဲလီစ်ဘတ်ကိုဘာဖက်ဝေါ်ထဲမှာထိရောက်တာဖို့အတွက်ဂရီယာမိုးကိုခိုင်းလိုက်ပါတယ်။အဲဒီရဲ့အချိန်မှာဘန်ကလည်းနူလာပြီးတော့ဖရိုနီကာကိုဖမ်းလိုက်ကအဲလီစ်ဘတ်နဲ့မယ်လီယိုရက်စ်တို့ကိုလွတ်ပေးဖို့အတွက်ပြောနေပါတယ်။ကင်းကတော့တခုခုမာနေပြီးဘန်နဲ့ကောင်းဆောင်တို့ရဲ့ဆွမ်းကအားပြောလာနေတယ်လို့တွေးနေပါတယ်။အခြေအနေမဟန်ပါလာကင်းလို့ပြောကဂျယ်ရီဂျိုနဲ့ဂူအီလာတို့နှစ်ယောက်ကတိုက်ခိုက်ခဲ့ကြပါတယ်။ကင်းကသူ့ရဲ့ချက်စီဘောပုံစံ နံပါတ်၄ကိုထုတ်တုံးပြီးတော့တိုက်ခိုက်ဖို့လုပ်တဲ့အခါမှာတော့တစုံတယောက်ကသူ့ရဲ့လံကိုချိုးလိုက်ပါတယ်။အဲဒီလူကတော့ဒိုင်းလူကြီးဟန်ပဲဖြစ်ကာသူ့ရဲ့ပုံစံမှန်ကိုထုတ်ပြလိုက်ပြီးကင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီလူကတော့မြင်းမြတ်သူရဲ့ကောင်းဟဲဘရန်ဖြစ်နေပြီးကင်းနဲ့လည်းတီးပုံပေါ်ပါတယ်။မတွေ့တာကြပြီးတော့ဟာလီကွင်းဒါမှမဟုတ်ကင်းလို့ပဲခေါ်ရမလားလို့မေးတော့မင်းဘလို့အသက်ရှင်နေသေးတာလဲဟဲဘရန်လို့ကင်းကမေးလိုက်ပါတယ်။အတိတ်ကယာရီကရေးမကြည့်ဘူးလို့ပြောကာဂျယ်ရီချိုတော့ကိုပြင်းမစီကိုတွားလိုက်လို့အမိန်ပေးလိုက်ပါတယ်။ဘာဖြစ်တာလဲကင်းမင်းစိတ်ရှုပ်နေတာလား။နည်းနည်းလေးမှမ ပြောင်းလဲသေးဘူးလို့ပြောတော့မင်းကားကိုထိန်းထားနိုင်မယ်ထင်လို့လားလို့ကင်းကမေးပြီးတော့ Chesty Vaughn နဲ့တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။ဟုတ်တာပဲမင်းမြတ်တပင်ကနေထွင်းလောက်တာတဲ့ဝိညာဉ်လန်တန်ကနှစ်ပိုင်းကြိုးကြောင်းရင်အောင်ချက်ချင်းပြန်ကောင်းနိုင်တယ်လို့ပြောပြီးကင်းရဲ့လန်ကိုလမ်းကင်လိုက်ပါတယ်။မင်းမေ့နေပြီလားမင်းသားလေး။မင်းရဲ့တက်လုံကမင်းစွမ်းလို့မဟုတ်ဘူး။လူသားတွေတံများကြီးနေတယ်လို့ပြောလိုက်တယ်။ကင်းကတော့ Hebron ရဲ့တိုက်ခိုက်မှုတွေမှာလူလဲခံနေရပါတယ်။ Chesty Vaughn ရဲ့တိုက်ခိုက်ချက်တွေကိုလည်းသူကနဲ့ငယ်ပရင်နီးတို့တားနိုင်နေခဲ့ပါတယ်။အဲ့ဒီအချိန် Jerry Joe ကရောက်လာပြီးတော့ဘန်းကိုတိုက်ခိုက်လိုက်တာကြောင့် ရိုနီကာလည်းလွတ်သွားပါတယ်။ဟော့ကတူလဲခဲ့ခြင်းလို့အာနဲတာတော်မှာတိုက်ခိုက်ဖို့အတွက်ပြေးဝင်သွားခဲ့ပေမဲ့ဂူဟီလာရဲ့ပောက်ွယ်ရဲ့စွမ်းကြောင့်ဝက်ကင်ဖြစ်သွားခဲ့ပါတယ်။အဲလစ်ဘက်လက်ထဲကဘီရင်ကြောက်ကိုတလဲမယ်လီယိုဒက်ရဲ့ဓာတ်ကိုတလဲကြည့်လိုက်ကငါတို့အလုပ်ပြီးပြီးခရီးယာမူရှင်းရဲ့စွမ်းကိုတိမ်ပေးပါအောင်လို့ဂူဟီလာက ပြောလိုက်ပါတယ်။ခရီးယာမူကသူ့အစွမ်းကိုဖယ်ပေးလိုက်တဲ့နောက်မှာတော့အဲလစ်ဘက်ကိုဖမ်းခေါ်သွားဖို့အတွက်လုပ်ခဲ့ပါတယ်။နေုံဂူဟီလာဟန်နရီဆန်ခိုင်းလိုက်တာကမယ်လီယိုဒက်ကိုဖမ်းပြီးတော့သူ့ဓာတ်ကိုယူခဲ့ဖို့ပဲမဟုတ်လား။အဲလစ်ဘက်ကိုတော့ငါခေါ်သွားမယ်လို့ဖရိုနီကာကတားလိုက်တယ်။ င်ဒါဗီမက်ဂူအီလာတို့ကအဲလီစဘတ်ကိုလွတ်ပေးခြင်းမုံမရဖြစ်နေခဲ့ကာဖရိုနီကာကိုတိုက်ခိုက်ဖို့လုပ်နေတာကြောင့်ဂရီယာမိုကသူ့အစွမ်းနဲ့ဓာလိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုယူပြီးအဲလီစဘတ်ကထွက်ပြေးသွားခဲ့ကာဖရိုနီကာကလည်းနောက်ကနေလိုက်သွားပါတယ်သူတို့တွေထွက်သွားတော့မင်းမြုံပိုင်းတွေကြောင့်ဖရိုနီကာကတူညက်မလေးကိုကယ်ရင်တိခိုက်တံရရသွားခဲ့ပါတယ်သူအမှတိခိုက်တံရရသွားတာကြောင့်အဲလီစဘတ်လည်းမျက်ရည်တွေကျလာပြီးသူမရဲ့မျက်ရည်တစ်စက်ကဖရိုနီကာရဲ့ပါပေါ်ကိုကျသွားခဲ့ပါတယ်အဲလီစဘတ်ကသူ့အမနာမည်ကိုအော်ခေါ်နေခဲ့တာကြောင့်ဂရီယာမိုကလည်းအမြန်ပြေးသွားလိုက်ပါတယ် time. <laughs> နင်းကအားနေတယ်ငါကအမြင်နင်းကိုကာကွယ်ပေးရမယ်လို့ဗရိုနီကာကပြောနေခဲ့ကအဲလစ်ဘကတော့သူတို့တွေနန်တော်ကနေကိုတက်သွားတဲ့ချိန်တုန်းကလည်းအမဗရိုနီကာကပဲကာကွယ်ပေးခဲ့တာလေလို့ပြောလိုက်ပါတယ်အမကညီမလေးကိုကာကွယ်ပေးရင်းနဲ့အမြဲတရားရခဲ့တယ်ညီမလေးကတော့ငိုပဲငုံနေခဲ့တာအမကတွေးချင်းတွေမဟုတ်ပေမဲ့ညီမလေးကိုအမြဲကယူဆိုင်တယ်လို့ပြောနေခဲ့ပါတယ်ခုနကမုံနယ်လို့ပြောခဲ့မိတဲ့အတွက်လည်းတောင်းပန်ပါတယ်လို့ပြောကငုံနေခဲ့ပြီးဖရိုနီကာကတော့မွေးချင်းတွေမဟုတ်ရင်တောင်ညီမလေးကိုအမချစ်ပါတယ်အဲလိန်လို့ပြောပြီးဂရီယာမို့ ကိုအဲလစ်ဘတ်ကိုကာကွယ်ပေးပါလို့ပြောရင်ဖရိုနီကာကတော့တတိမိသွားခဲ့ပါတယ်စိတ်မငြိမ်တော့တဲ့နောက်ဂရီယာမိုရဲ့ဇွမ်းကအပြောတော်တော့ဂျယ်ရီချိုရိုးတွေကလည်းလွတ်မြောက်သွားပြီးတူရိုးနောက်ကိုရောက်လာပါတယ်ဒီနေရာတဝိုက်မှာသူ့ရဲ့ဇွမ်းနဲ့မိုင်းတွေချတာတာလေးလို့ပြောပြီးဂရီယာမိုကိုလည်းတိုက်ခိုက်လိုက်ပါတယ်အဲဒီစဘကတော့ငုံနေခဲ့ကသူ့ကိုကူညီပေးပါဦးမယ်လီယိုဒက်စ်လို့အော်ကော်နေခဲ့ပါတယ်မယ်လီယိုဒက်စ်ကိုချိတ်ပိတ်ထားပြီးပြီဖြစ်လို့မထူးပါဘူးလို့ပြောနေပေမဲ့ပရင်းကြောက်တွေကနေနဇိုးငွေတက်တွေနဲ့အတူမယ်လီယိုဒက်စ်တယောက်ဟာနဇိုးပုံနဲ့တန်နဲ့ထွက်လာခဲ့ပါတယ်